ပြည်ထောင်စုစိုးရယုံကပေးပို့တဲ့2014-2015ဘဏ္ဍာရေးနှစ်ဒုတိယလပတ်မျိုးသားစီမံကိန်းဆောင်ရွက်မှုစီရင်ခံစာပေါ်စီမံကိန်းနဲ့ဘဏ္ဍာရေးဖွံ့ဖြိုးတိုးတက်မှုပူးပေါင်းကော်မတီရဲ့စစ်စစ်လေလာ တွေ့ရှိချက်စီရင်ခံစာကိုလွတ်တော်ကိုယ်စားလှယ်ရီကပြန်လည်တုံ့ပြန်ဆွေးနွေးခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့စီးပွားရေးကဏ္ဍတိုးတက်လာတာဟာပုဂ္ဂိုလ်မယ်ရီတိုးတက်လာတာကြောင့်ဖြစ်တယ်လို့တွင်းကုန်ပစ္စည်းတွေအတွက်ဒေါ်လာဝယ်လိုအားမြင့်တက်လာလို့ဒေါ်လာဈေးတက်တဲ့ကိစ္စနဲ့ နိုင်ငံတကာမှာအမေရိကန်ဒေါ်လာပိုခိုင်မာလာလို့ဆိုတဲ့ကြောင်းပြချက်တွေဟာလွဲမှားနေတယ်လို့ဒေါ်စန္နာမင်းကပြောပါတယ်။ပို့ကုန်ထက်သွင်းကုန်များနေတယ်လို့ဘဟုဘမကျွမ်းကျင်ပညာရှင်တွေမရှိတာနဲ့ကိုပိုင်လွတ်လပ်ခွင့်မရှိတာကြောင့်လို့ဒေါ်စန္နာမင်းကထောက်ပြခဲ့တာဖြစ်ပါတယ်။ မေရိကန်နိုင်ငံရဲ့2015ခုနှစ်တွင်စီးပွားရေးထိုးတက်မှုတော့ဟာ3.3%ညာကန်ကုန်နဲ့ရှိပြီးတော့မြန်မာနိုင်ငံရဲ့စီးပွားရေးထိုးတက်မှုတော့ဟာ7.5%ညာကန်ကုန်အောင်ရှိကြောင်းပေါ်ပြထားတာတွေ့ရပါတယ်။ဝေးကြီးကဏ္ဍမှာဆိုရင်နိုင်ငံသားဝေးလေးနဲ့တော့ဟာဒုတိယ6လပတ်မှာပြန်ပြ2023ကျပ်အထိဖြစ်ပေါ်ခဲ့ခြင်းဟာ ဖိကုံအတွက်ဒေါ်လာဝဲလိုအမြင့်တက်လာခြင်းနဲ့နိုင်ငံတကာမှာအမေရိကန်ဒေါ်လာတက်ဖို့ပုံပုံခိုင်မာလာခြင်းကြောင့်လို့အကြောင်းပြထားတာဟာတွင်မှနေတယ်လို့ထင်ပါတယ်။မြန်မာကျပ်ငွေတန်ဖိုးတွေကျဆင်းလာခြင်းဟာဘူဘိုင်ရဲ့ဆွမ်းဆောင်ရည်ကျော်နေလာခြင်း၊ကိုပိုင်ကလပ်ဖွဲ့မှုမတုံ့နိုင်ခြင်း၊ပို့ပုံထက်တွင်ကုန်ပမာဏပုံပုံများပြားနေခြင်းတို့ဟာလက်ရှိဖြစ်ပေါ်နေရှိတဲ့အဓိကအကြောင်းရင်းလို့ထင်ပါတယ်။မြန်မာနိုင်ငံမှာအောက်ခြေလူရန်စားဘုရားတိုးတက်မှုမရှိဘဲကမ္ဘာအစင်းရဲဆုံးနိုင်ငံတွေမှာပံ့ဝင်နေတာဟာ အုပ်ချုပ်ရေးစည်းရေးများပြားနေတာကြောင့်ဖြစ်သလိုသမရမှာမလိုအပ်တဲ့ဝင်ကြီးတွေများနေတယ်လို့ဦးသိမ်းအောင်ကပြောပါတယ်။ခရိုနီတွေအတွက်ကြိုးရှိမဲ့စီမံကိန်းတွေစာပြည်သူတွေစီတကယ်ရောက်နိုင်ဖို့ကိုပါဆွေးနွေးပေးခဲ့ပါတယ်။မြန်မာနိုင်ငံအုပ်ချုပ်ဒူရန်စာအားလုံးကစည်ရည်ပြီးတပတ်စည်ရည်တော့နိုင်ငံပါဝင်နေပါလား။အဲ့ဒီကိစ္စကျွန်တော်မြင်ပထမချက်အနေနဲ့အုပ်ချုပ်ရေးကိစ္စကျင်းပကြည့်ပုံချက်များပြားစွာသုံးနေတာကိုတွေ့ရပါတယ်။ ုပ်ပြချက်အနေနဲ့တင်ကြရတယ်။စီးပွားရေးကိစ္စမှာသူ့နီးများကိုကွန်ဂရက်စနစ်ပြင်လောက်တာဖက်တာကိုတွေးရပါလေ။ဒီစနစ်မှာဌာနဆိုင်ရာများသူ့နီးတွေ့တာအကျိုးရှိပြီးပြီးတော့တော့အကျိုးနိုင်ရတာရှိတယ်လို့တွေးရပါလေ။ဒီစနစ်ကိုပြန်လည်စစ်စစ်ကြည့်ပြီးတော့ထာမန္တကယ်ရောက်ရှိအကျိုးပြုမဲ့စနစ်များကိုစဉ်းစားသိတယ်လို့ကြံပြုပါရစေ။၂၀၁၅၂၀၁၆ဘန်နာယီနှင့် နောက်ထပ်ဘန္နာခွဲဝေသုံးဆွေးရေးဥပဒေချမ်းနဲ့ပတ်သက်တဲ့ငွေကြေးဆိုင်ရာသုံးသက်ချက်စီရင်ခံစာအခွန်ကောက်ခံရရှိမှုခြေအနေနဲ့ပတ်သက်တဲ့ကိစ္စတွေကိုလည်းရှင်းလင်းခဲ့ကြပါတယ်။အမျိုးသားစီမံကိန်းနဲ့ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာနကမြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်နေပြီးစီရင်ရင်းတွေကနေတက်နေပြီလို့ပြောနေတဲ့ကိစ္စကွာဟမှုတွေရှိနေတဲ့အကြောင်းဒေါခင်ဆန်းလိုင်ကအခုလိုပြောပြခဲ့ပါတယ်။ ။အင်းကတော့တော့ဖြေသွားတာတော့တော်တော်အဲ့ခုနကပဲလို့မြန်မာနိုင်ငံကတော့တဖြည်းဖြည်းနဲ့ပြည်ပြင်ပြောင်းလဲနေပြီးတော့ဆင်းရဲတဲ့တန်ပြန်နေပြီးတော့ဒုတိယလုံနေတယ်လို့ဒီလိုပြောတယ်။ဒါပေမဲ့တကယ်တော့ကျွန်တော်တို့အချိန်မှနေအခုဘောနော်ဒါအပေါ်မှာဖြစ်နေတဲ့ဖြစ်ပျက်ပြီးရဲ့အချိန်ကြီးလာလို့မတူဘူး။ဒီကနေ့ဒါကျွန်တော်တို့ကိုယ်ဆွေးနွေးကြတာကလည်းဒီတန်းကနေပြီးတော့ထုတ်ပြန်တဲ့ဒုတိယ၆လပိုက်ရဲ့ဆင်းခန်းစာအပေါ်မှာလည်းကျွန်တော်တို့ကအခုဟာပြောခဲ့တာဆိုတော့အခုကျွန်တော်တို့လိုချင်တာကဝင်းကြီးကကျွန်တော်တို့ရဲ့ဘောနော်ဒီဆွေးနွေးတဲ့ဆွေးနွေးချက်တွေကအပေါ်မှာတိတိကျကျပြန်လဲဖြေကြတာမျိုးကျွန်တော်တို့လိုချင်တယ်။အခုကျွန်တော်တို့ကဝင်းကြီးအနေနဲ့ဒါတွေကို ီအကုန်လုံးပြည်ကြကြတန်နေပြီးတော့ဖြေကြသွားတာမရှိဘူးလေတို့တက်နေပါတယ်လောက်ပဲပြောရတဲ့အတွက်ကြောင့်လို့ဟိုကျွန်တော်တို့ဒီအဖြေရဲ့အပေါ်မှာကျွန်တော်အားရချင်မှုမရှိဘူး